်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ် ဒေါ်လာအင်းနေများမှာယတနာတူဖို့ရန်ရုရှားကိုစစ်ကောင်စီဖိတ်ခေါ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။တောင်တက် DNL ထိန်ချုပ်ထားတဲ့နိုင်ငံအလဲပိုင်းမှာမိုးကုတ်မြို့ကချင်တက် KAI နဲ့ NUG တို့ထိန်ချုပ်ဖို့စူးစမ်းနေတဲ့နိုင်ငံမြောက်ပိုင်းမှာဖားကန်ခန်းဒီတမိုင်းမိုးညင်းစတဲ့မြို့နယ်တွေမှာရုရှားတို့အတွက်ကြောင်မြန်နဲ့ဓာတ်တူတူဖို့ရန်လောက်ကတွေ့ချပြီးမယ်လို့စစ်ကောင်ဆောင်ကမော်စကိုကိုခီးစဉ်အတွင်းရုရှားအစိုးရနဲ့စီးပွားရေးသမားတွေကိုကမ်းလှမ်းလိုက်ပါတယ်။စစ်ကောင်စီကအစိုးရကမ်းလှမ်းမှုတွေကိုပြီးခဲ့တဲ့မလ9ရက်နေ့ကမော်စကိုမှာကျင်းပတဲ့မြန်မာ မာရုရှားစီးပွားရေးဖိုရမ်မှာရုရှားဘက်ကိုခြားပြခဲ့ခြင်းဖြစ်ကြောင်းအဲ့ဒီပွဲကြောင်းတည်သူတောင်းကပြောပါတယ်ဆွေးနွေးပွဲအတွင်းရုရှားစီးပွားရေးသမားများခြိခြားဖို့မေးဆွေးနွေးတဲ့မှာရခိုင်တပ်အေးထိန်းချုပ်ထားတဲ့နိုင်ငံအနောက်ပိုင်းဒေသကိုခြံလက်ခဲ့ပါတယ် ဒီလိုချက်လက်ထားမှုကစစ်ကောင်စီနဲ့ရုရှားတို့အကြားသဘောတူထားတဲ့မြန်မာရုရှားငပလီကမ်းခြေအင်အားစီမံကိန်းကိုအခက်တက်တော်အင်ကသိမ်းပိုက်ထားတာနဲ့ဆက်ဆက်နိုင်ကြောင်းလည်း၎င်းကဆိုပါတယ်မြန်မာရုရှား CY Forum မလ3ရက်နေ့ကစတင်ပြီးတရင်တပတ်ကြာမြင့်ခဲ့တဲ့စစ်ကောင်ဆောင်ရဲ့ရုရှားနဲ့ဘယ်လာရုခီစ်အတွင်းမြန်မာရုရှား CY Forum ကိုမလ9ရက်နေ့ကမော်စကိုမှာကျင်းပခဲ့ပါတယ်အဆိုပါဆွေးနွေးပွဲကိုမော်စကိုရှိစစ်ကောင်စီတန်ယုံကုံတင်များနဲ့စမှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UNFCCI နဲ့မြန်မာ ဝင် International တို့ကစစ်ကောင်စီဘက်ကပူးပေါင်းခဲ့ကြပါတယ် UNFCCI ဆိုတာက2023အာဏာသိမ်းပြီးချိန်ကလေးကစစ်ကောင်ဆောင်ကိုတစ္ဆာခံမမင်းတို့ကတိပေးထားတဲ့စီးပွားရေးသမားတွေဦးဆောင်နေဖွဲ့စည်းဖြစ်ပါတယ်မော်စကိုခီးစင်မှာစစ်ကောင်ဆောင်နဲ့အတူလေရင်တစီလေးလိုက်ပါသွားတဲ့ UNFCCI ဥက္ကဋ္ဌဦးရင်ဝင်းကအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့လူမျိုးစုလက်နက်ကိုင်တပ်များထိန်းချုပ်ထားတဲ့နေမြများမှာတရားစာတတူဖော်ဖို့ရုရှားတို့အတွက်လမ်းဖွင့်ထားကြောင်းကမ်းလှမ်းခဲ့ပါတယ် သူရဲ့ကံလန်းချက်မှာတောင်မြူတာလူမျိုးရေးတံမတော် DNL ထိန်းချုပ်ထားတဲ့မန္တလေးတိုင်းမုတ်ကုံမှာပရမညာနီလာအညံ့ပန်းလို့ခေါ်တဲ့ပရမညာနီစင်တူရက်စပင်နဲ့ကြောင်မြတ်အပါဝင်အခြားကြောင်မြတ်ရတနာတူဖို့ရေးပါဝင်ပါတယ်။ဒါပြင်ကချင်တက် KAI နဲ့ NUG တို့ထိန်းချုပ်ဖို့စူးစမ်းနေတဲ့နိုင်ငံမြောက်ပိုင်းမှာဖားကန်ခန်းဒီတမိုင်းမိုးညင်းစတဲ့ဒေသတွေမှာကြောင်စိန်ပင်းရင်နဲ့မိုးညင်းနီလာတို့ခေါ်တဲ့တောက်တွင်းများအကြောင်းကိုလည်း UNFCCI ဥက္ကဋ္ဌကမိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီဒေတာတွေကစစ်ကောင်စီရဲ့အာဏာသိမ်းရမှုလုံးဝမရှိတဲ့နေမြေများတစ်စိမ့်တစ်ပိုင်းသာထိန်းချုပ်နိုင်တဲ့နေရာများဖြစ်နေတဲ့အတွက်ရုရှားဘက်ကအစိုးရမှုတွေရှိနေပါတယ်။အစီအဝေးမှာထိန်းဆုံးခုံနှမ်းမှာထိုင်ခဲ့တဲ့စစ်ကောင်ဆောင်ကရုရှားတို့ရဲ့အစိုးရပူပန်မှုကိုနှစ်သိမ့်ခဲ့ပြီးစီးပွားရေးလုံခြုံရေးနဲ့စိတ်သားအရေးကြီးကြောင်းချွေးသိမ့်ခဲ့ပါတယ်။လက်ရှိကြုံတွေ့နေရတဲ့တချို့သောအခက်အခဲတွေကိုခမည်းတော်ကောင်းထဲမှာသိမ်မထည်ပါနဲ့ဒါတတင်ကသာဖြစ်ပါတယ်လို့စစ်ကောင်ဆောင်ကရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့လုပ်ငန်းရှင်တွေကိုပြောကြားခဲ့ကြောင်းစစ်တပ်ပိုင်းသတင်းဌာနတွေကထုတ်လွှင့်ခဲ့ပါတယ်။ င်းမိုးကုတ်ဗရမ်းများမြေမှာစစ်ခင်မဲ့ DNL နဲ့စစ်ကောင်စီမှာတော့အရှိသေးကောင်ကဘာထိတ်တန်ဗရမ်းများတွေထွက်ရှိရာမိုးကုတ်မှာရုရှားတို့ကြောင်းမြတ်တူလာမယ်ဆိုရင်စစ်ကောင်စီခွင့်ပြုသည့်တိုင်မျိုးကိုထိန်းချုပ်ထားတဲ့ DNL ရဲ့သဘောထားလဲလိုအပ်မှာဖြစ်ပါတယ်။မိုးကုတ်ကို DNL နဲ့မဟာမိတ်တို့ကပြီးခဲ့တဲ့နှစ်ဇူလိုင်လမှာစစ်တပ်လက်ထက်မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးအဲ့ဒီမျိုးရှိစစ်ဗိုလ်ချုပ်တွေနဲ့၎င်းတို့မိတ်ဆွေတွေပိုင်ဆိုင်တဲ့ကြောင်းတွင်းတွေအပါအဝင်နှစ်စဉ်အမေရိကန်ဒေါ်လာတန်းထောင်နဲ့ချီပြီးဝင်ငွေရှိတဲ့ဗရမ်းများလောက်ကွက်ကိုလည်းသိမ်းပိုက်ထားပါတယ်။ဒ TNL ပြောခွင့်ရအရာရှိလွေးရီဦးက၎င်းတို့ထိန်ချုပ်နေမြေထဲမှာစီးပွားရေးလုပ်ကိုင်မှာက TNL ရဲ့ခွင့်ပြုချက်ရယူဖို့လိုအပ်ပြီးအခွန်ပေးဆောင်ဖို့လည်းလိုအပ်ကြောင်းပြောပါတယ်။ဒါပေမဲ့ချင်းချက်အနေနဲ့စစ်ကောင်စီကိုအားပေးတဲ့ကိစ္စမျိုးမဟုတ်ဘူးဆိုရင်ခွင့်ပြုဖို့စဉ်းစားပေးမယ်လို့၎င်းကဆိုပါတယ်။ TNL လက်အောက်ရောက်စစ်တပ်နဲ့အပေါင်းပါရဲမိုးကုတ်ဗရံများလုတ်ကွက်တီအကြောင်းပြေဆုံးဖတ်ဖို့စစ်ကောင်စီကိုထောက်ခံကြောင်းလူသိရှင်ကြပြောဆိုထားတဲ့ရုရှားရုဘက်ကမိုးကုတ်မှာဗရံများလာတူဖို့၎င်းတို့တန်ဆက်သွဲအကြောင်းကြားခြင်းမရှိသေးဘူးလို့လည်း TNL ပြောခွင့်ရအရာရှိကဆိုပါတယ်မိုးကုတ်ကြောက်တွင်နေကအမေရိကန်ဒေါ်လာဘီလီယံချီပြီးတန်ကြီးရှိပြီး2020မတိုင်ခင်တနစ်လင်ပြန်မြကန်ဒေါ်လာ346တန်းမှ435တန်းထိတန်ဖိုးရှိကြောင်းတင်ရန်စာတာထုတ်လုပ်ရင်းလေးလာဆောင်ကြည့်တဲ့ပြည်တည်ချင်းဆိုင် Global Witness ရဲ့ ပဏိပခပရံများများအမည်ရ2021ဒီဇင်ဘာတုတ်အစည်းအဝေးခန်းဆာမှာဖော်ပြပါရယ်။အဲဒီထဲမှာအကျိုးမြတ်အများစုကိုစစ်ဘုတ်ချုပ်တွေနဲ့၎င်းတို့မိတ်ဆွေလုပ်ငန်းရှင်တွေကရရှိနေပါရယ်။ရုရှားလိုလာသည်ဖြစ်စေမလာသည်ဖြစ်စေ TNL ကမိုးကုတ်မှာခန်းဆဲစတင်ပြင်ဆင်နေပါရယ်။လူဦးရေ38000ခွဲကျော်နေထိုင်တဲ့မိုးကုတ်ကိုကာကွယ်ဖို့မျိုးဆောင်တပ်ဖွဲ့စည်းမယ်လို့ TNL ခန့်ထားတဲ့အုပ်ချုပ်ရေးမှူးတွေကမြို့ကန်နေကိုမလ6ရက်နေ့မှာအတည်ပြုခဲ့ပါရယ်။မျိုးဆောင်တပ်အတွက်အသက်18နှစ်မှ45နှစ်ကြားအမျိုးသမီးအမျိုးသားများတိုင်တယောက်စစ်မှုထမ်း မယ်လို့ TNN လိဘက်ကအကြောင်းကြားထားကြောင်းအဲ့ဒီသတ်မှတ်ချက်တွေကိုကန့်ကွက်သူတွေလည်းရှိကြောင်းဒေသခံတို့ကဆိုပါတယ်စစ်ကောင်စီကဗရမ်းများထွက်ရနောက်ထပ်တမျိုးဖြစ်တဲ့ရှမ်းပြည်တောင်ပိုင်းမှာမိုင်းရှုမြို့မှာလည်းကြောက်လုတ်ကွက်များချပီးမယ်လို့ရုရှားလိုကိုကန့်လန့်ထားပါတယ် KIA NUG ထိန်းချုပ်နယ်မြေတွေကိုရုရှားများကိုခေါ်သွင်းတယ်လို့သိရပါတယ်စကိုင်းတိုင်းထပ်ပိုင်းမှာခန်းနီးနဲ့တနိုင်းကချင်ပြည်နယ်မှာဖားကန်နဲ့မိုးညင်းစတဲ့ဒေသတွေကကြောက်စိမ့်ပင်းရင်နဲ့မိုးညင်းနီလာလို့ခေါ်တဲ့ရတနာရီအများပြားထွက်ရှိရာဒေသဖြစ်ပါတယ်မိုးကုတ် ံနီးတူစစ်ဘိုလ်ချုပ်တွင်လည်း၎င်းတို့မိတ်ဆွေတွေရဲ့ကြောက်တွင်းများရှိရာအဲ့ဒီဒေသကိုကချင်လူလိုက်တမတော် KIA နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ကထိန်းချုပ်ထားနိုင်ဖို့အပြင်းထန်စူးစမ်းနေပါတယ်။ အဲ့ဒီဒေသတွေကိုရုရှားတွေကိုဖိတ်ခေါ်ကြတဲ့စစ်ကောင်စီရဲ့ကမ်းလှမ်းချက်နဲ့ပတ်သက်ပြီးဗဟုကော်မတီဝင်များအကြားဆွေးနွေးပြီးမှမှတ်ချက်ပေးနိုင်မယ်လို့ KYI ပြောခွင့်ရရရှိပုံမူကြီးတော်ဘုကပြောပါတယ်။ KYI နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေကမြန်မာတရုတ်နယ်စပ်အချင်းဆိုင်ကချင်တော်လိုင်းတပ်ကရုရှားကိုအားကိုးတဲ့စစ်တပ်ရဲ့ခြေလှမ်းတွေကိုသတိနဲ့စောင့်ကြည့်နေရပါတယ်။စစ်တပ်ရဲ့ကမ်းလှမ်းမှုတွေနဲ့ပတ်သက်ပြီးရုရှားရဲ့တုံ့ပြန်မှုကိုလေ့လာနေရလို့ဆိုပါတယ်။စကိုင်းတိုင်းအထက်ပိုင်းမှာခန်းနီမျိုးကို2021စစ်တပ်အာဏာသိမ်းကစားမှ KYI ကထိုးစစ်ဆင်ခဲ့မှုပါတယ်။ မြို့ကိုစစ်တပ်ကဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။ခန်းဒီနဲ့ကီလိုမီတာ130မိုင်80လောက်ဝေးတဲ့စကိုင်းနဲ့ကချင်နယ်စပ်မှာရွှေမော်ပင်းင်းမော်များပေါ်များရာတနိုင်းကိုတော့ကရင်ကဆက်လက်ထိုးစစ်ဆင်နေပါတယ်။ပြီးခဲ့တဲ့မလအတွင်းကစီးပွားရေးအရေးကြီးတဲ့တနိုင်းမြို့ထဲမှာနန်ဖြူစကန်ကိုတင်ပိုက်ခဲ့တယ်လို့ကရင်ပြောခွင့်ရရှိကပြောပြခဲ့ပါတယ်။ ရွှေမော်ပင်းရင်မော်များရှိရာတနိုင်းမြို့နယ်မှာအရေးကြီးစစ်စခန်းကိုလေ KIA ပြန်သိမ်းတယ်လို့သိရပါတယ်။မိုးညင်းနီလာလို့ခေါ်တဲ့ကြောင်များထွက်ရှိရာကချင်ပြည်နယ်မိုးညင်းမြို့ကိုလည်း KIA နဲ့မဟာမိတ်တို့ကထိန်းချုပ်ဖို့စူးစမ်းနေပြီးတိုက်ပွဲများမကြာခဏဖြစ်ပွားနေပါတယ်။ လူဦးရေ2300နီးပါးနေထိုင်တဲ့အဲ့ဒီဒေသမှာစစ်ကောင်စီရဲ့မဟာမိတ်လူမျိုးစုလက်နက်ကင်တပ်ရှမ်းနီအမျိုးသားများတက်မတော့ SNE ကစစ်တပ်နဲ့ဒုက္ခရိုင်ရဲ့ထိုးစစ်ကိုခုခံနေပါတယ်။လက်ရှိအချိန်ထိမျိုးကစစ်ကောင်စီနဲ့ SNE ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေပါတယ်။ကဘာကျော်ကြောင်စင်များထွက်ရှိရာဖားခတ်မျိုးကိုထိန်းချုပ်ဖို့စစ်ကောင်စီနဲ့ကချင်တပ် KIA တို့ကစူးစမ်းနေပြီးအဲ့ဒီဒေသမှာလည်းတိုင်ပွဲများမကြာခဏဖြစ်ပွားနေပါတယ်။နှစ်ဖွဲတစ်ဖွဲပိုင်းကြောင်စင်တွင်များရှိတဲ့ဖားခတ်ကိုမြေတီတပ်ကမှအလုံးစုံမထိန်းချုပ်နိုင်သေးပဲအားပြိုင်နေစဖြစ်ကြောင် ေသခံတွေကဆိုပါတယ်ပါကံမှာဒူပေါ်ရရှိရဲ့ကြောက်စိုင်းအားလုံးရဲ့90ရာခိုင်နှုန်းကျော်ကတရုတ်နိုင်ငံကိုမှန်ကွန်လန်းကျောင်းမှသွားနေကြောင်းသင်ရစာတာထုတ်လို့ရေးလည်လာဆောင်ကြည့်ရဲ့ပြည်တင်ချေဆိုင် Global Witness ရဲ့2021ခုနှစ်အစည်းအဝေးခန်းစာမှရှင်းတာထားတယ်လို့တရင်မှဖော်ပြပါရှိပါတယ်ရှင်